ပီယာစနစ်ဆိုတာဘာလဲကျလို့သိဖို့လိုအပ်သွားပြီเนาะအဲဆိုဆိုမေးထားတဲ့တယောက်ပီယာစနစ်ကြောင်းစတင်ပြီးတော့ပြောတော့မှာဖြစ်ပါတယ်ပီယာ proportional representative election system အချိုးကျကိုယ်စားလှယ်တွေကိုရွေးကောက်တင်မြောက်တဲ့စနစ် proportional representative election system နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီပီယာစနစ်မှာ သူက အမျိုးသားအဖြစ်၃မျိုးရှိတယ်စင်းရင်ပိတ်ရှိတယ်စင်းရင်ဖို့ရှိတယ်စင်းလို့ရှိတယ်ဗမာလိုပဲပြောမယ်နော်စင်းရင်ပိတ်ရှိတယ်စင်းရင်ဖို့ရှိတယ်စင်းရင်လို့ရှိတယ်အဲ့ဒီထဲမှာမှသူတို့82ပါးဒီဆိုးနေတဲ့ထဲမှာစင်းရင်ပိတ် closeless ပီယာစနစ်ကိုနော်ကျင်သုံးမယ်တဲ့ တချို့အဲ့ဒီထဲမှာ82ပါးတွေမှာအ ਨੇ ချင်းရကြတော့ open list ကိုဆင်းရတာပေါ့နော် open list စင်းပွင့်စနစ်ကိုကျင်သုံးမယ်တချို့ကဆိုရင်အဲ့တော့အ ਨੇ စုကတော့စင်းပွင့်အများစုကစင်းပိတ်ကိုကျင်သုံးတယ်စင်းပွင့်တဲ့သူတွေကိုလည်းသူကမပယ်ဘူးဗျအဲ့တော့ why ဆင်းရကြတယ်စင်းပွင့်တဲ့သူတွေကလည်းပဲ PR စနစ်စင်းပွင့် PR ကိုကျင်သုံးကျင်တယ်ဒါဆိုစင်းပွင့်ငါတို့ကအများစုကတော့စင်းပိတ်ကိုကျင်သုံးမှာဟုတ်ပြီအဲ့တော့စင်းပွင့်နေတဲ့အတွက်ကိုငါတို့ဆင်းရကြမယ်ဆိုပြီးဆင်းရကြတာ ဲ့တော့စည်ရင်းမွေးစနစ်ကိုကျင့်သုံးမယ်ဆိုလို့ရှိရင်နိုင်ငံသူနိုင်ငံသားတွေရဲ့နိုင်ငံရေးရည်ချင်းကမပြည့်ဝကြသေးဘူးဆိုတော့အားလုံးသွားတွေ့ကြတယ်။အဲ့တော့စည်ရင်းမွေးစနစ်ကို open lit ပြည်စနစ်ကနိုင်ငံသားတွေ political sense အပြည့်ဝရှိတဲ့အချိန်နိုင်ငံကြီးတည်ငြိမ်ပြီးတော့မှဒီမိုကရေစီလမ်းကြောင်းတာယာဖြောင်မှုနေတဲ့အချိန်ကြမှာ open lit ဆိုကျင့်သုံးတာတင့်တော်ကြတယ်။အဲ့တော့ဒီအချိန်မှာတော့နိုင်ငံသားတွေကလည်း political sense မရှိသေးဘူးเนาะနိုင်ငံရေးကလည်းမတည်ငြိမ်ဘဲနဲ့ရွေးကောက်ပွဲကျင်းပမှာဖြစ်တဲ့ကြောင့် ငါတို့ close list ကိုပဲကျင့်သုံးကြမယ်ဆိုပြီးတော့82ပါတီကအတီးပြုတ်သွားကြတယ်နော်တက်မရောကဘာမှဝမလို့တက်မရောကဦးစီးဦးဆောင်ပြီးကမကရာပဲလုပ်ပေးတာအကုန်လုံးဆွေးနေကြတာပြာစနစ်ကိုလည်းပဲရက်သားတွေပဲအတီးအတီးပြုတ်သွားကြတာဟုတ်ပြီတဲ့အဲ့ဒါဆိုရင်ねငါတို့တွေတဲ့ close list ပြာစနစ်ကိုကျင့်သုံးမယ်ဆိုတော့တဲ့ close list တွက်နီးတွေကိုဘယ်တွက်နီးတွေကျင့်သုံးကြမလဲတဲ့ အဲနော်ဘယ်တွက်နည်းတွေကိုကျင့်သုံးကြမလဲဆိုတော့အမှသူတို့တွက်နည်းတွေလည်းစဉ်းစားကြတယ်ပေါ့နော်အဲ့မှာတွက်လီကလိုလစ်တဲမှာကသူကတွက်နည်းနှမျိုးရှိတယ်နော်တွက်နည်းနှမျိုးရှိတယ်ဖော်မြူလာလေးပါခင်ဗျားတို့ကျွန်တော်သင်ပေးမယ်သင်ပေးမယ်သေချာနားထောင်နော်အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ကဒရူကိုရာမက်သက်နဲ့ဟာဒရာကိုရာမက်သက်ဆိုပြီးမက်သက်နှစ်ခုရှိတယ်နှစ်ခုလုံးရဲ့သဘောတရားကမတိမ်မယိမ့်ပဲ ကျွန်တော်လွယ်တဲ့တွက်နည်းကိုပဲကျွန်တော်ပြောမယ်။ကျွန်တော်လွယ်တဲ့တွက်နည်းကိုပဲကျွန်တော်ကျွန်တော်ပြောပြမယ်။လွယ်တဲ့တွက်နည်းဆိုတော့အဲဟာဒရာကိုရာမက်သက်ကိုကျွန်တော်ပြောပြမယ်နော်။ तू ကကိုရာဆိုတာက तू ကမဲအရေးအတွက်ကိုပြောတာနော်။ဟိုပြည်သူက ရွေးချယ်တဲ့ကိုယ်စလေမဲကိုယ်စလေတောင်းဟိုစွစွပေါင်းကိုကိုရာလို့ခေါ်တာပေါ့။နော်တရာကိုရာလား200ကိုရာလားပြည်သူက200ကိုရာထောက်ခံတာလား300ကိုရာထောက်ခံတာဒါကိုပြောတာပေါ့နော် ဲ့တော့ကိုရာမဲရီအတွက်ကိုပြောတာအဲ့ဒီထဲမှာပါကျွန်တော်တို့ကတွတ်နီးကဒရုကိုရာမသက်ရဲ့ဟာရာကိုရာမသက်ဆိုတာရှိတယ်ဒရုကိုရာမသက်က +1 plus or minus 1 formula မှာပါတာဟာရာကိုရာမသက်ကကျ plus or minus minus 1မပါဘူး तू ကပို့ပြီးတော့ရှင်းတယ်နော်အဲ့တော့ကျွန်တော်ကဒီမှာ ဟာဒရာကိုရာမက်သက်သဘောတရားကိုပြောရမယ်။တေချာနားထောင်။ရေးမှတ်ခြင်းလိုက်မှတ်။နော် ဲ့တော့ကျွန်တော်တို့တန်လင်းမြို့နယ်မှာကိုယ်စလဲလောင်းလိုအပ်တာလေးယောက်လိုတယ်ဆိုပါစို့တေချာနှစ်ထောင်နော်ဟာရာကိုရာမက်သက်တွက်နီကိုစပြောပြီနော်ကျွန်တော်တို့တန်လင်းမြို့နယ်မှာကိုယ်စလဲလောင်းလေးယောက်လိုတယ်ကိုယ်စလဲလောင်းလေးယောက်ပဲလိုတယ်ဒါပေမဲ့ဝင်ရောက်ရွေးချယ်ခံတဲ့ပါတီက၃ပါတီပဲရှိတယ်ဆိုပါစို့ A ပါတီ B ပါတီ C ပါတီဆိုပြီး၃ပါတီပဲရှိတယ်ဆိုပါစို့တေချာနားထောင်နော် တကယ်လိုတာကကိုယ်စလဲ၄ယောက်ရွေးချယ်ကန်တဲ့ပါတီက၃ပါတီတယ်အဲ့ဒီချိန်မှာပြည်သူတွေကမဲပေးကြတော့ A ပါတီကို136မဲပေးတယ်ဗျာ B ပါတီကို190မဲပေးတယ် C ပါတီကို84မဲပဲပေးတယ်ဆိုပါစို့136က A 190 B 84က C ဆိုပြီးတော့เนาะအဲ့ဒီလိုပေးလိုက်တယ် ऐलो पेलाई भी सोल्यूशन हारा कोरा मदन ने टका भी योजना ले या पार्टी तो या दो पार्टी या तो पार्टी या बनिया हुई या बेटे और लोग टका माले सो रहा का हारा मदन नी ने चलो सारी उठा में अरो हार हारा कोरा मदन सो रहा भाभी वाले सो सु। सुसु बाव मेरे को पाइवी माथा सुसु बाव मेरे को पाइवी चलो लोजी ने कुदले ये सा စုစုပေါင်းမရဘလောက်လဲစောစောက A ပါတီက136 B ပါတီက190 C ပါတီက84ဆိုစုစုပေါင်းမရဘလောက်လဲ400 3ပါတီကိုပြည်သူတွေပေးလိုက်တဲ့မဲရည်အတွက်က400အဲ့ဒါကိုပိုင်းဝေမှာထားပိုင်းကြီးကကျွန်တော်တို့လိုချင်တဲ့ကိုယ်စားလှယ်ရည်အတွက်ဘလောက်လဲ400ရောက်လို့ဒါမို့လို့40ကိုဟော400ကို၄နဲ့စားရင်ဘလောက်လဲ100ရာခိုင်နှုန်းရတယ်ဒါဆိုကိုတာ100ပြည့်တိုင်းကိုတယောက်နှုန်းနဲ့လွှတ်တော့တတ်တာ ကိုရာတရာပြည့်တိုင်းတယောက်နှုတ်တော့တက်ကဒါဆိုရင်အေပါတီးယား136ဆိုတော့တရာကျော်တယ်အေပါတီးယားတယောက်နှုတ်တော့တက်ဘီပါတီးယား190ဆိုတော့တရာကျော်တယ်ဘီပါတီးယားတယောက်နှုတ်တော့တက်စီပါတီးယားကျတော့84မဲပဲရှိတာလွတ်တော်မတက်ကဘူးဒါဆိုရင်ကိုယ်စလဲဘယ်လောက်ရသွားပြီလဲ၄ယောက်လိုတဲ့ထဲမှာ၂ယောက်ရသွားပြီဒါဆိုနောက်တဲ့၂ယောက်ထက်ရှားရတော့မယ်ဟုတ်ပြီနော် နောက်တစ်နှစ်ယောက်ထက်ရှားတော့မယ်ဆိုရင်ကျွန်တော်က largest remainder method နဲ့စတော့က largest remainder method နဲ့တော့ကအစွန်းအတွက်ကိုဟမ်ပြောတာလဲနားမထောင်နှစ်ယောက်မဟုတ်ဘူးလို့အဲ့တော့ကျွန်တော်က A ရတယောက် B ရတယောက်ရောက်ပူပါပြီကျွန်တော်လိုချင်တာ၄ယောက်ဆိုနှစ်ယောက်လိုသေးတယ်အဲ့ဒီခါကျတော့ largest remainder method အကျွင်းဒီအကြီးဆုံးကိုကျွန်တော်တို့ကကိုယ်စလဲအဖြစ်ရွေးချင်ပါ largest remainder method ကိုစဉ်းစားကြည့်တဲ့အခါကျတော့ เนาะကျွန်တော်ကဒီကိုရာဒီဟာရာကိုရာမတ်တက်ထဲမှာပဲကျွန်တော်ဆက်ဆက်ထက်ပြီးတော့တက်ကြတာပေါ့တွက်တဲ့ခါကျတော့ကျွန်တော်တို့ကဒီမှာ A ပါတီက36ပဲ136ဆိုတော့ remainder ဒီ36 B ပါတီက190ဆိုတော့ remainder ဒီ90เนาะ C ပါတီက remainder ဘယ်လောက်လဲ84 36ရဲ့90 84 A 36 B 90 C 84ဆိုတော့ဘသူကအနည်းဆုံးလဲ A ကအနည်းဆုံးအကျွင်းအနည်းဆုံးဆိုတော့ A က90လဲမပါတော့ဘူး B ပါတီကအကျွင်း90ဖြစ်တဲ့ကကြတော့90တယောက်လွတ်တော်တက် C ပါတီကအကျွင်း84ဖြစ်တဲ့ကကြတော့ C ပါတီကတယောက်တက်ဆိုတော့စုစုပေါင်း A ရတယောက် B ရနှစ်ယောက် C ရတယောက်ဆိုပြီးတော့ကျွန်တော်လိုချင်တဲ့90လဲ၄ယောက်ရသွားပြန်ပါပဲကောအဲ့ဒါက ကျွန်တော်တို့အဖြစ်လဲဟာဒရာအိုရာမတ်သက်လို့ခေါ်ပါတယ်ဘယ်ပါဒီမှမဥဆောင်ဘူးဩပြဒနာပဲအခုချိန်ဒီဥဆောင်ခြင်းသေးတယ်အာနာဘသူမှမတ်လို့မရဘူးရှင်းပြီလားဘယ်ပါဒီမှမဥဆောင်ဘူးပြာစနစ်ပါဆိုတော့ဘယ်ပါဒီကဥဆောင်မှလဲလားလုံးတယ်အနိုင်ရသူကုံစနစ်မဟုတ်ဘူးဩလေလာအောင်အဲ့ကြောင့်မို့ခင်ဗျားတို့ကျွန်တော်ပြခင်ဗျားတို့လေလာ ကျွန်တော်ပြန်ပြန်ပြောမယ်ဆိုခင်ဗျားတို့လေးလာပြရာစနစ်ပါဆိုတာဘယ်ပါတီကဥဆောင်ပါလဲဘယ်ပါတီမှဥဆောင်လို့မရဘူးဘယ်ပါတီမှပို့ပြီးမနိုင်ဘူးသူတတ်မှတ်ထားတဲ့အချိုးတိုင်းပဲသွားတာဆိုတော့ကျွန်တော်တွက်ပြသွားတယ်လေ A ပါတီကတယောက်နော်ဟို B ပါတီကနှစ်ယောက်ရတယ် C ပါတီကတယောက်ရတယ်ဘယ်သူမှပို့မနိုင်ဘူးအကုန်လုံးကတယောက်စားနှစ်ယောက်စားလောက်ပဲရှိတာတယောက်စားနှစ်ယောက်စားလောက်ပဲကွာမှာမကွာဘူးဘလူးမှအများကြီးမကွာဘူးအနိုင်ရသူကိုစနစ်မှော့ဘူးနော် ်ပီယာစနစ်ဘယ်ပါတီမှဥဆောင်လို့မရဘူးအကုန်လုံးအချိုးကျသွားရမှာညုံမောင်းအစိုးရဖွဲ့ရမှာခင်ဗျားတို့ကလေဗျာနေမှာလိလအောင်အပေါ့မလုကြနဲ့သဘောတရားလေးလည်းနားမထောင်ဘူးအစားဆုံးအဲ့လိုမလုပါနဲ့